သတိထားနိုင်အောင်ပါတဲ့ရေစကြိုမြိုင်ပေါက်စလင်းကြီးတခုတ်ကူက PDF တွေလာတဲ့ကြော်စိုးကိုလည်းလုံးကြံဖို့19ရက်နေ့ကအစည်းအဝေးပြုလုပ်ကြတယ်လို့သိရတယ်တဲ့လုံခြုံရေးအထူးသတိအထူးသတိပြုပါတဲ့ဒိုင်နာတော်လိုင်းဒိုင်နာရီယာဝက်စ်တွေနဲ့ PDF တွေစစ်ကြောင်းထိုးလို့အခုလို run လို့တော့ဖက်ပြရတယ်ဆိုတဲ့ data ခင်ဗျားတို့မြင်ဘူးလားဟာ PDF တွေလာလို့ data တွေ data တွေပေါ်ရတဲ့ data တွေ့ဘူးလားအဲ့လိုနဲ့စစ်ကောင်စီစစ်ကြောင်းထိုးလို့ run လို့ပြတာမဟုတ်ဘူး run ပေါင်း၄၀၀ကျပ်၄၀၀၅၀၀ကျပ်၅၀၀တကယ်လုံးကြီးလားတိုင်းလုံးမှဖြစ်နေတာလေ ော်အဲ့တော့တကယ်ပြည်သူကိုအကြမ်းဖက်တာအဲ့ဒါအဖြစ်အမှပေါ်နေပြီ ဟယ်လိုချားရမြဘပီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ19ရက်နေ့ရက်ကျွန်တော်တို့ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးပြောလိုက်ပါတယ်ကျွန်တော်ဒီနေ့ညမှာဆိုရင်တော့ပါနော်ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲခုဆိုရင်တော်လန်ရဲ့တပ်ဖွဲ့ဝင်တွေကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နေဆက်စီမင်းတကြောစခန်းတွေတင်ပိုက်နေတဲ့ပြင်မြို့သိမ်းတပ်ဖွဲ့တွေလည်းဆင်နွှဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သတင်းကောင်းတွေများစွာရှိတာဖြစ်တဲ့အတွက်အယုံဆုံးနေတဲ့သတင်းထုတ်သတင်းထ ိုးလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်ဖားပုံခရိုင်လူတော်မျိုးနယ်ထက်ကစစ်ကောင်စီတပ်ရဲ့လက်မှုပလော့တက်စကန်ကိုကယ်ညူတပ်မဟာ9ကဝိုင်းရံပိတ်ဆို့ထားပြီးတော့မှစတင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်တက်တိုက်တာတော့မရှိသေးပါဘူးသူပြစ်တော့အပြန်လန်ပေါ့နော်ဟိုဘက်ကလည်းပြစ်တယ်ဒီဘက်ကလည်းပြန်ပြစ်တာပေါ့ဆူပါမဘူမကြီးဆော့ကလက်တို့ကလည်းပြန်မပြောဆိုထားတာဖြစ်ပါတယ်ကန်ယူတမဟာငါစီရေလို့ရှောင်းဖို့နေမြေဖာပွန်ဒေတာမှာရှိတဲ့တက်စကောင်းဝင်ရပေးဆိုထားပြီးတော့ ပြန်လည်ပြစ်ခတ်မှုတွေရှိသလိုစစ်ကောင်စီတပ်ဘက်ကနေပြတော့လည်းမြေပြင်မှာပိတ်ဆို့ခံရခြင်းလေးချောင်းသုံးပြီးတော့မှတိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ထလောင်းသိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ပေါ့နော်။အခုဆိုရင်ဖားပုံမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုကျွန်တော်တို့ကန်ယူတပ်မဟာကနေပြတော့မှစတင်တိုက်ခိုက်သိမ်းမယ်ဖို့စူးစမ်းနေတာဖြစ်ပြီးတော့မှကြာခင်မှာတော့ဒီစခန်းနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေကျွန်တော်တို့ကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းထုတ်သူဘိုးအနေနဲ့ကတော့ ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မိုးဟုတ်ကေစစ်တပ်စခန်းကိုကန်နလီပူပေါင်းတပ်တွေနဲ့ပြည်မစတင်တဲ့ခိုင်နေပြည်တော်မှာပြည်သူတရားဝန်ကျင်ထိုင်းနိုင်ငံဘက်ကိုစစ်ပေးသိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာဘက်ချမ်းမာတပ်ဖွဲ့တွေစတင်ဖြစ်ပွားချိန်ပြည်သူတရားဝန်ကျင်ဆိုတောင်းရင်မြက်ကိုဖြစ်ကူးပြည်တော်မှာထိုင်းနိုင်ငံဘက်ကိုစစ်ပေးသိမ်းရှောင်လာတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။အဲ့ဒီစစ်ပေးဒုက္ခသည်တွေကိုထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်တွေကနေပြည်မကူညီထားတယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။အားလုံးသိရှိထားတဲ့အချိန်မှာခုရပိုင်းမှာဆိုတော့ကန်ယူဘက်ကနေပြည်တော်မှာကျွန်တော်ပြောတော့နက်ဆာစီမင်းတလျှောက်ကို စုံမထင်းချောင်းနိုင်ဖို့ဝိုင်းဝန်းစ조사နေကြတာပြမခုဆန်လက်စကောင်စီရဲ့စစ်စကားတွေကိုသူပြီးသူကိုတင်ပရရှိဖို့조사နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်အတွင်းကိုစစ်ကောင်စီကအင်အားထောင်ကြီးသုံးပြီးတော့မှစစ်ကြောင်းထိုးချီတက်လာလို့ကချင်လူလိုက်တမတော်ကဲနဲ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။မဏိကလေးကနှံ့ရအောင်ကြောပြီးတော့မှတရားညီအောင်ပဲစစ်တပ်ကရောက်လာတာတိုက်ပွဲပြင်းထန်ပါတယ်ဆိုပြီးတော့မှကချင်သတင်းမြို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီ24ရက်နေ့ကလေးကဖားကကာမိုင်းလမ်းပေါ်မှာရှိတဲ့ ကြရတဲ့ကနေပြည်မဒေတာခဏရဆိုရင် စပေးတင်ချောင်းနေရတယ်လို့ကျတို့တရင်မြင့်တွေဆန်းနေပြည်မသိရှိရတာပြည်မဟုတ်ဆိုရင်စစ်ကောင်စီကတရားညင်အောင်အထိရောက်နိုင်ဖို့အတွက်အင်အားများပြားဆုံရှုံထားပြည်တော်မှာခြေတက်လာနိုင်ခဲ့တယ်လို့ကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအင်အားထောင်ချီတုံးပြည်တော်မှာစစ်ကြောင်းထိုးလာတဲ့ပေါ်နာစစ်ကောင်စီတဖုံတွေကတော့မကြာခင်မှာတော့ကျတို့ဖားကမျိုးနဲ့အတွင်းတော်မှာမရောက်နိုင်ပဲနဲ့ KIA PDF ဖုံတဖုံတွေရဲ့ချီမွန်ရှင်းလင်းချုံခိုင်းမယ်ဆိုတာတော့ချင်းဒီပြောလို့ရနေတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်ကျွန်တော်တို့ပေါ့နော်စစ်ကောင်စီနဲ့ပူးတပ်ပြီးတော့မလို့ဆောင်နေကြတဲ့ခရိုနီယာတိုင်ဝမ်တွေနဲ့ပြည်သူစစ်တွေကိုကျွန်တော်တို့တော်လိုင်းရေးဘက်ခြားပြည်သူတွေနဲ့ပူးပေါင်းကြဖို့ကိုစီကနေပြီးတော့မှအမြင်မှန်ရအောင်ပြန်ပြီးတော့ဆုံးမပြောဆိုထားပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စัจကြည့်လိုက်ရအောင်နော် PNO နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုးစစ်ကြထွက်ပြေးရတဲ့ပြည်သူပေါင်းကရွာတွေထဲအချမ်းရွာတွေပြေးရတယ်တောတောင်တွေထဲပြေးရတယ်နော်အဲ့ဒီပြည်သူအများစုကတော့ပအုပ်ပြည်သူတွေပဲဖြစ်တယ် အဲ့ဒီညမှာကျွန်တော်တခုပြောချင်တာကတိုင်းပြည်မှာတကယ်အကြမ်းဖက်လုပ်ရက်လုပ်နေတာဘာလို့လဲတိုင်းနာတော်လိုင်းတိုင်းနာရီယာဝက်စ်တွေနဲ့ PDF တွေစစ်ကြောင်းထိုးလို့အခုလိုရွာနိုးတို့ထွက်ပြေးရတယ်ဆိုတဲ့ data ခင်ဗျားတို့မြင်ဘူးလားဟာ PDF တွေလာလို့ပြေးကြရပြေးကြရအော်ရတဲ့ data တွေ့ဘူးလားဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းထိုးလို့ရွာနိုးတို့တော့မဟုတ်ရွာပေါင်း၄ရွာရှိ၄ရွာ၅ရွာရှိ၅ရွာတကြောလုံးပြေးရတာတတိုင်းပြည်လုံးမှာဖြစ်နေတာလေနော်အဲ့တော့တကယ်ပြည်သူကိုအကြမ်းဖက်တာအဲ့ဒါအဖြစ်အမှပေါ်နေပြီနော်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကတိုင်းနာတွေအနေနဲ့တိုင်းနာဆိုရင်ဗမာနဲ့ပါတယ်နော် ပမာဏကနေလာတယ်ကျွန်တော်မြန်မာပြည်မှာရှိတဲ့တိုင်းသားလူမျိုးစုတွေအနေနဲ့တိထားမှာကဒီကာလဟာကျွန်တော်တို့မှာနှစ်ချမ်းပဲရှိရပါမယ်တချမ်းကပြည်သူ့ဘက်ရက်တည်ပြီးတော့ဒီမိုကရေစီလိုချင်တဲ့အချမ်းနဲ့တချမ်းကစစ်ကောင်စီဘက်ရက်တည်ပြီးတော့အာဏာရှင်စနစ်အတက်တွင်းနေတဲ့အချမ်းနှစ်ချမ်းပဲရှိရပါမယ်အဲ့ဒီအပြင်ကျွန်တော်တို့အင်အားတွေပွဲဆံမလို့အဲ့တော့လက်ရှိအင်အားခွဲခံရတဲ့အထက်မှာအစိုးဆုံးကပအုပ်လူမျိုးနဲ့ကရင်လူမျိုးအစိုးဆုံးပဲစစ်ကောင်စီဒီစစ်အာဏာရှင်တွေကတက်ရှုပ်တွေးခွဲပြီးတော့သူတို့အတွက်အင်အားရအောင်အောက်မှာအင်ဂျင်အင်ဂျင်ချင်းပေးကုတ်ခိုင်းတာတော့ကရင်ဆိုတော့ကရင်ကရင်ချင်းမတက်အောင်လုပ်ထားတယ် ပိုးဆိုလည်းပိုးပိုးချင်းမတက်အောင်လုပ်ထားတယ်ကျွန်တော်တို့က PN ဟိုတို့ PN အန်နေစတဲ့ဖြစ်ဒီခေါင်းစဉ်တွေဆိုတာကအဲ့ခေါင်းစဉ်တွေကျွန်တော်တို့မကြည့်အောင်ကျွန်တော်တို့ကြည့်ရမှာငါတို့လူမျိုးဆိုတော့ကြည့်ရမှာ PN ဟိုမှာပါတဲ့ပိုးအိုလည်းပိုးအိုပဲဗျာနော် PN အန်ရဲ့အပောင်းတွေတော်လှန်ရေးဒီတော်လှန်နေတဲ့အချမ်းမှာပါတဲ့ပိုးအိုလည်းပိုးအိုပဲခင်ဗျားတို့ကညီအကိုအရင်းနေဘယ်သူတောင်မှတွေးပွဲစရာအကြောင်းမရှိဘူး PN ဟိုခေါင်းစဉ်ကြောင့်လိုက်ဝမ်းမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ကခေါင်းစဉ်နောက်ပါသွားပြီကျွန်တော်တို့ကြည့်ရမှာခေါင်းစဉ်မဟုတ်ဘူးအဖွဲ့စည်းနံပါတ်မဟုတ်ဘူးကျွန်တော်တို့တွေးတောက်ကြည့်ရမှာဒါကြောင့်မလို့ဒီကာလမှာပိုးအိုလူမျိုးတွေနော် ပေါ်ပေါ်ချင်းပြန်တိုက်ကြတယ်ခုဒါဝမ်းနဲ့ဆရာမကောင်းဘူးလားကရင်ကပြန်တိုက်ကြတယ်ဘာမှမမှချင်းပြန်တိုက်ကြတယ်ဟုတ်တယ်နော်အနောက်မှာကြည့်ရခိုင်ရခိုင်ချင်းပြန်တိုက်ဖို့အတွက်ဒေါ်စောညာလေးလန်သားကိုစစ်တော်စီဘယ်လိုလုပ်ပေးထားလဲဒါပေမဲ့ရခိုင်ပြည်သူတွေကနတ်ရီပါးရီရှိတယ်လုံးဝနတ်မခံဘူးသူတို့ကိစ္စပေါ့မျိုးဒါကြောင့်မို့လို့ဘာဖြစ်သွားလဲစောညာလေးလန်သားဆော့ဘောဖြစ်သွားတယ်ဒါပဲအတိတ်ကပြည်သူလားကြီးကသူကတော့ဦးဆောင်ပြီးလုပ်နေတဲ့သူဒီလိုပဲပီယန်နိုပဲအချမ်းမှန်တဲ့သူလိုပဲနော်ဒီပိုးတွေပဲအချမ်းမှန်တယ် ငါတို့ပေါ်လူမျိုးအတွက်အဓိကအာမတ်တန်ချက်ပေးဖို့အတွက်ရအောင်လုပ်နေတာဒီဘဒူတွေလေအဲ့နောက်မှာပြည်သူတွေတက်တက်တသားချက်တည်တိုင်းဒီမူမမှန်တဲ့အာနာရှင်နဲ့ပေါင်းတဲ့ခေါင်းဆောင်တွေကအလိုလိုရင်းရင်ပါတယ်ကိုလူမျိုးရှင်ကိုပြန်ပြီးတော့ရန်လုပ်ကြအကြောင်းမရှိဘူးနော်ဒါကြောင့်မလို့ဒီညမှာကျွန်တော်မေတ္တာရက်ခံချင်တာတခုရှိတယ်နော်အထူးသဖြင့်ကရင်လူငယ်တွေပေါ်လူငယ်တွေညီတွေညီမတွေပေါ့နော်ညီတွေပေါ့အဓိကကတော့ကိုညီအရွယ်တွေနော်ငါတို့က BG အတဲဝင်ထားတယ်ငါတို့က PNO တဲဝင်ထားတယ်အတားငါတို့ဖွဲ့ကြီးငါတို့ဖွဲ့ကဘလို့အားကောင်းလာဘလို့အဲ့ဒီအတွေးမျိုးတွေမတွဲပါနဲ့ဒါတွဲရမယ့်အချိန်မျိုးအဲ့လိုအတွေးမျိုးတွဲမယ်ဆိုရင်ညီတို့အနေနဲ့လုံးဝတွဲမှာပါဘူး ငါတို့ data ငါတို့လူမျိုးအတွက်ငါတို့ပြည်သူတွေအတွက်ငါတို့ပြည်သူတွေငါတို့အမကန်ချက်ဘာပေးနိုင်လဲငါတို့ကအရွယ်ရောက်ပြီးတော့ငါတို့လက်နဲ့ကြိုင်ထားတယ်ငါတို့ကြိုင်ထားတဲ့လက်နဲ့အတွက်အဲ့ရွာတွေမှာရှိတဲ့နော်အတက်မပြေတဲ့ကလေးတငယ်တွေအမျိုးသမီးတွေငါတို့လူမျိုးတွေအတွက်ငါတို့အမကန်ချက်ဘာပေးနိုင်မှာလဲသူတို့ဘဝအတွက်လွတ်လပ်ဖွင့်ငါတို့ပေးနိုင်လားငါတို့လက်ရှိရပ်တည်ထားတဲ့အဖွဲ့အစည်းကမပေးနိုင်ဘူးဆိုအဲ့ဒီအဖွဲ့အစည်းကလွဲမနေဘူးကိုရတာအဖွဲ့ရေးမဟုတ်နော်ကိုလူမျိုးရတာပါအဖွဲ့ရေးဘာလို့ဆိုတော့ကိုလူမျိုးရတဲ့အဖွဲ့ရေးကဘဝအော်တိုပါပြီးသားပဲ ကိုရတဲ့အခွင့်အရေးအခုလိုမျိုးရချင်မှရမယ်။ဒါတော့ကိုစီရနေပြီးတော့မပါနော်။အခုဆိုရင်ကျွန်တော်တို့လီပိုးပြီးသူတွေဆိုတော့စကွန်ဆေးတူဟချုံခံခဲ့ရတာဖြစ်ပြမှာအခုချိန်မှာတော့ပြန်လို့နဲ့ပြန်လာလေရဆိုရင်တပွဲတွေဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ဒီချိန်မှာစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီနဲ့ဒီပီတူစစ်ပေါ်နော်ပြန်လို့အဖွဲ့တွေရဲ့လူရတွေကြောင့်ကျွန်တော်တို့ပိုးပြီးသူတွေဆိုတော့စွန့်ခွာတပြင်းမှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အဓိကပြူစော်ရီတွေနဲ့အမြင်မောင်ရရှိ ပြီးတော့မှကျွန်တော်တို့တော်လိုက်ပဲချောင်းမြန်ဆုံးကူပြောင်းဖို့လိုနေတာဖြစ်တဲ့အထက်ကကောင်တွေကတော့အောက်ချက်တသားတွေဘလော့တွေတွေလုံးဝဂယူမဆိုင်ဘူးဆိုတဲ့အကြောင်းတွေလည်းကျွန်တော်အရင်ကတည်းကကြားခဲ့ပြီးသားမလို့ဒါကိုအခုချိန်မှာအမြင်မှန်ရပြီးသိရှိပြီးတော့မှအမှန်တရားပဲကိုပေါ့နော်ခြေဆုံးပြုတ်ဝင်ပြီးတော့မှဝင်ရောက်လာတင်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ last မျိုးမှဈေးတွေကိုဒီ CPN အဖွဲ့ကနေပြီးတော့မှဘယ်လိုမျိုးနိုင်ချင်ပိုချနိုင်လဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စီပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့လာရှိုးမျိုးမစီကရေးတယ်ပြည်သူတော်ရေးတာပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကလာရှိုးမျိုးမစီကြီးတဲ့ကရေးတယ်တရားပါအခုအညီလေးတောင်းညင်ပါတယ်။ကျွန်တော်တို့ရေးကြီးကလေရင်ဘုံထိခိုက်ခဲ့တဲ့နေရာတွေဆိုင်ကန်းတွေကိုဆိုင်ပိုင်ရှင်တွေကငွေတွေအကုန်အကျခံပြီးပြုပြင်နေကြပါတယ်။ပြင်လို့ပြီးတော့မဲ့ဆက်ဆက်အချိန်မှာစီပင်က အရင်စေကောင်းဥယင်းမြင့်ရောက်လာပြီး ဘသူအမိတ်နဲ့ပြင်လာလေအကုန်ပြန်ဖြတ်ရမယ်ဆိုပြီးကြိမ်မောင်းနေပါတယ်အစိုးရကတော့မထောက်ပံ့နိုင်လို့ကုထူကုထားနဲ့ပြင်တဲ့ဆိုင်ကန်းကိုဖြတ်ရမယ်ဆိုတော့စစ်တမ်းလဲခံရအာနာနဲ့အမိတ်ပေးတဲ့ဈေးကောင်းလဲကြောက်နေရအနေအထားဖြစ်နေပါတယ်သူ့အနေနဲ့ငွေမရတော့ဖြတ်ခိုင်းနေထင်ပါတယ်ဒီလိုအကျဉ်းဆုံးရှိတဲ့ဝန်ထမ်းတွေကိုဘာလို့လာရှိုးကိုပြန်ပို့ကြတာလဲမေးချင်ပါတယ်ငွေပေးပြီးလာတယ်ဆိုတာသိသားပါတယ်တော်ဝင်ရှိတဲ့ရမခတိုင်းမှုရဲ့မျက်နှာကိုမထောက် တိဆောက်ရေးကာလကိုဝိုင်းဝန်းကူညီရမယ်အစားငွေနောက်လိုက်ဖို့ပဲတည်တဲ့ဈေးကောင်းကိုဒီအတိုင်းကြည့်နေတော့မလားလို့မေးစင်ပါတယ်။ဈေးအတွက်အကျင့်ကောင်းတဲ့သူပြည်သူကိုကြည့်သူတယောက်တော့လှုပ်ပေးစေချင်ပါတယ်။အများသိအောင်ကူညီပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနေနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်နေတဲ့ဆိုရင်၆ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ခုဒီမှာကျွန်တော်တို့ကြားတဲ့အသံပဲပေါ့နော်လာရှုမျိုးကနေပြီးတော့မှ MND စုခွာပြေးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကနေပြီးတော့မှသူတို့အုပ်ချုပ်ရေးရဲရဲနဲ့တွေပြီးတော့မှသူတို့ရဲ့ပေါ့နော်အုပ်ချုပ်ကအုပ်ကြီးတချို့တွေနဲ့ပူးပေါင်းပြီးတော့မှဝင်ရောက်လာတဲ့အချိန်မှာပဲကျွန်တော်တို့လာရှုမျိုးခံတွေတာပြီးသူတွေရာဆိုတော့ဒီလိုမျိုးဘေးဒုက္ခတွေဆက်တင်ပြီးတော့မှကြုံတွေ့နေတာဖြစ်တဲ့အခုဆိုလဲစီပင်ဖွဲ့ကအုပ်ကြီးတွေပေါ့နော် ပြီးတော့မှဈေးကောင်းတွေရာဆိုတော့ကျွန်တော်တို့ပြီးသူတွေပေါ်မှာနိုင်ချင်းပို့ချပြီးတော့မှသူတို့ကိုထူကိုထားတိဆောက်ခဲ့တဲ့ဒီဈေးဆိုင်ခန်းတွေပေါ်ပြန်ပြီးတော့ဖြတ်ခိုင်းနေတာလို့လဲကျွန်တော်နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်းတွေရာဆိုတော့ ကျွန်တော်တော်လန်ရေးရဲဘော်တွေရဲ့ပေါ့နော်နောက်ထပ်မပြတ်သားတဲ့ကိစ္စတွေကြောင့်စစ်ကောင်စီနေနဲ့ဗီဒီယိုတွေပေါ်မှာထပ်မံပြီးတော့မှလူပေါင်းဝနေတယ်ဆိုတော့လည်းကျွန်တော်တို့တပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဇော်ဘေးရနေပြီးတော့မှနထိုးကြီးမျိုးကိုကျွန်တော်တို့ PDF တွေကနေပြီးတော့မှဝိုင်းဝန်းပေးဆိုထားပြီးစူပရမပေါ့နော်ခြေခွဲလောက်မြတ်စွာနဲ့ဘယ်လိုမျိုးတွေအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။နထိုးကြီးမှဝင်နေထွက်နေပြီးသွားနေလာနေပြီးနထိုးကြီးမှတက်မလို့စကြောင်းနေရဲစကန်းနေရှိရပြကျွန်တော်អော်ခဲ့တယ်။နော်အဲ့ဒီအချိန်တော့ခင်ဗျားတို့ဘာလို့မလုံးကြတာလဲ။ ဟမ်အခုကျကျတော့အသေးအတန်ဖြစ်နေပြီခင်ဗျားတို့နှစ်ဖိုးကြီးတို့တပြုတ်လုံးအဲ့မှာဝိုင်းဝင်ပိတ်ဆို့ထားပြီချန်ပယ်လက်နက်ကိုင်းတွေကနော်ကျွန်တော်တို့ကလည်းဟိုပြောနေတာလေဟိုပြောတယ်ပြောတယ်အောက်ကနေလည်းတရင်နေပြီးတယ်နော်ကိုကိုနိုင်ငံကိုလူမျိုးတွေနိုင်ငံတော်ကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအတွက်နော်အင်းချစွာနေထိုင်နေတဲ့ပြည်သူလူထုတွေအတွက်ဒါပေမဲ့ဗျာခက်တာဖြစ်ကြတာမှဖြစ်ကိုဆိုတဲ့ပုံစံမျိုးတွေနေကြတာပေါ့နော်အဲ့လိုနေကြတော့ ဟိုတောင်းရင်မှုတောင်းရင်ခံမှုမရှိကြဘူးလို့ပဲကျွန်တော်အဲ့လိုပဲပြောချင်တယ်ပေါ့နော်အဲ့လိုပဲပြောချင်တယ်နော်ဘာလို့လဲဆိုတော့ဒီလောက်တရင်တွေအခိုင်အမာရတယ်အတိအကျရတယ်နော်အဲမြို့ကိုလည်းမပြတ်စေချင်တယ်လို့ဒီလိုအချက်မဲ့လက်နဲ့ခိုင်တောင်းကျန်သူတပုံတွေရဲ့နော်ဟိုရန်လည်းအဲကင်းဝေးအောင်နော်အဲအောက်မှာဟိုစတိတော့တာအတက်တရားဟိုအလကားမဟုတ်လေဗျာနော်နောက်တစ်ခုကျွန်တော်တို့လည်းခုဒီလိုတရင်တွေနော်တရင်မှန်တင်ဆက်တော့ကြတော့အချင်းချောက်လာတာဒီမှာတော့ပို့လာတာကိုကျော်စိုးတို့တဲ့ကိုတော်ဘုန်းကြီးတို့အနေနဲ့တဲ့တော်တော်လာတာ တော့လည်းမပြောလိုပါဘူးတဲ့ဒါပေမဲ့တဲ့အတိပီရအတွင်းသတင်းတွေအရာတဲ့ပီရမိုက်ခဲတဲ့ငစီတဲ့ခရော့တဲ့နကွင်းတို့တဲ့ခမားတို့နောက်ကိုလိုက်နေကြတယ်တဲ့တတိထားနိုင်အောင်ပါတဲ့ရေစကြိုမြိုင်ပေါက်စလင်းကြီးပခုတ်ကူကပီရတွေကားတဲ့ကျော်စိုးကိုလည်းလုံးကြံဖို့၁၉ရက်နေ့ကအစီအွေပြုလုပ်ကြတယ်လို့သိရတယ်တဲ့လုံချုံရဲ့အထူးတတိအထူးတတိပြုပါတဲ့အသက်တွေပေးထားတာကြောက်နေကြပြီနော်အဲအဲ့လိုလိုကတော့ကြောက်မနေဘူးဖြစ်ချင်ရပြီဖြစ်လို့ရတယ်နော်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဖြစ်လို့ရတယ်နော် လာခဲ့ပြင်ဦးလေးမှာရှိတယ်ရအောင်လာလှုပ်ချမ်းเนาะအဲ့တော့ကျွန်တော်တို့ပေးတဲ့သတင်းချက်လက်တွေကိုတော့เนาะကြားရင်ကြားတယ်လို့မျိုးပေါ့เนาะဟိုကိုအတိတရားတွေသတိတရားတွေနဲ့ဆင်ခြင်ပြီးတော့မှနေပါเนาะဟိုခြေကားကြမှာဟိုမျိုးလုံးမျိုးမျက်စံမျိုးနဲ့เนาะအေးအဖွဲစီလက်တိုက်ခါကြတယ်အမျိုးမှနေတဲ့အေးကျမနေတိုင်းနေတဲ့ပြည်သူလူထုတွေနဲ့အဲဟိုဆိုရင်ကြောင်းကြကြီးတွေဖြစ်တယ်ကျွန်တော်ပြောလို့ပဲမျိုးပဲပြတ်သွားမှာเนาะပြတ်သွားမှာခြားကြဒါတော့ဗောနော်ဇော်ဘွင်းရနေမြေမှာခုဆိုရင် ကျော်စိုးတောင်မှာအရှင်းခံရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီဟော့ကင်းတို့ပြောဆိုထားတာဖြစ်တယ်။အကယ်၍ကျော်စိုးဒါကျွန်တော်ကလည်းပြန်မရှင်းပြနိုင်ခဲ့တယ်ဆိုတော့အယုံဆုံးပေါ့နော်။တရင်ပေးတဲ့လူကတော့ဇော်ဝင်းဖြစ်တယ်ဆိုတော့လည်းကျွန်တော်ကိုဆိုရင်တရှိထားတာမလို့အတော်မှတန်းတင်ပါပဲဖြစ်ပါတယ်။ဒီကြားထဲမှာကျွန်တော် PDF တပ်ဖို့ဝင်နေရဆိုတော့နှထိုးကြီးမျိုးတွေကိုအခုဆက်ဝင်ဝင်ပေးဆိုထားပြီတော့မှမကြခင်မှာတော့စစ်ကောင်စစ်စစ်ကန်တွေနဲ့ yes ကန်တွေအားလုံးဒီပေါ့ကိုဝင်လို့တော့မဲ့နေထားတဲ့ကိုကျွန်တော်တွေ့တာဖြစ်တယ်။အရင်တော့လည်းကျွန်တော်ပေါ့နော်။ကြားထားတဲ့တပည့် Wolves ကောင်တော့မှ RPG တွေနဲ့ ထူပြတာတွေလည်းရှိနေတာမလို့ကျွန်တော်မြင့်ချန်တောင်းတာနှထိုးကြီးစားတဲ့စစ်စင်ရဆိုတော့ပူပြီးတော့မှတွန်တွန်ကျဲကျဲနဲ့ပေါ့နော်တပွဲပြင်ထလာဖို့ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တရင်ရှိုးမြောက်လာရဲ့ viewer တွေအရဆိုရင်ဖျက်တီးတွေအကြောင်းအခုဆိုရင်တော်တော်လေးကိုလှုပ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်စဖီမချစ်လဲရအောင်နော်ဝါရဲ့ဌာနချုပ်ပန်ဆိုင်မှာတောင်းကျဲသူလက်နက်ကိုင်းခုနှစ်ဖွဲ့အစည်းအဝေးလုပ်တယ်လို့တရင်ကြားသိရပါလေရှင်တရင်အရမြန်မာပြည်မှာနောက်ထပ်တိုက်ပွဲတွေပေါ်ဆောင်နေဖို့ပေါ်ဆောင်ဖို့ ဖြစ်လာနိုင်တယ်လို့လည်းတင်ပြရှိပါရဲ့ရှင်။ AA ကလည်းတင်နန်းအယောက်၄၀၀တင်နန်းဆင်းပါတယ်။နောက်ထပ်အယောက်၃၀၀တက်ဖို့အဆင်သင့်ရှိနေတယ်လို့တင်ပြချသိရပါရဲ့ရှင်။မြမတက်မတော်ဖတ်မှာတော့မြမတက်မတော်ဖတ်မှာတော့အကြီးအကဲတွေကတော့အင်အားတိုးပေါင်းပြည်သူစစ်မှုထမ်းကိုဖန်တီးပေးမယ်အလဲအလက်မှာကစစ်သားရောင်းဝယ်ရေးတွေကိုအရန်အရန်ကိုဟိုဈေးကွက်ကြီးတစ်ခုနေနဲ့အရန်အရန်ကိုအလုပ်တွေဖြစ်နေပါလေရှင်။ပြောရတယ်နော်။ အေအေကအရာဝီတိုင်းရေကြီးမျိုးအနောက်ဖက်တရက်ပင်ကြီးကြီးရွာရွှေလောင်းကွင်းကြီးရွာဘက်မှာအေအေရောက်ရှိနေပြီးအေရီတိုင်းဘက်က PDF တွေနဲ့ပူပေါင်းနေတယ် PDF တွေကိုစုဆောင်းပြီးတော့သူကအင်အားပြီးအေရီတိုင်းရဲ့ PDF တွေနဲ့ပူပေါင်းပြီးတော့အင်အားအင်အားစုဆောင်းနေတယ်လို့တင်ရရှိပါတယ်ရှင်စစ်တွေကို AA KIA TNLA PDF တွေတိုက်မယ်လို့တင်ရရှိပါတယ်ရှင်ဒီနေရာမှာတက်မတော်အကြီးအကဲတွေကဖြတ်လေးဖြတ်လုံနေပြီးမယ်အလဲကဖယဲသီးညာရဲ့ အဲတစ္ဆာဖောက်မှုတွေကြောင့်မအီမင်းတုံးဘက်မှာဘီလက်မြေဒီဆယ်နဲ့အရေးကြီးရိခါများကိုပို့ဆောင်နေကြောင်းကြားသိနေရပါတယ်ရှင့်လင်းမြနာမျိုးရဲ့အနောက်တောင်ချင်းနဲ့ကွင်းကောက်မျိုးရဲ့အနောက်တောင်ဘက်မှာဆယ်မိုင်ခွတ်အကွာမှာတော့ EPD တွေအများကြီးရောက်ရှိနေကြောင်းကြားသိရပါတယ်ရှင်။အဲထဝယ်မျိုးအသိန်းတိုက်ဖွဲ့ဖော်ဆောင်ဖို့ PDF နဲ့ကရင်တပုံအင်အားရရှိရောက်ရှိနေကြောင်းကိုလည်းကြားသိရပါတယ်။ထဝယ်ကတက်မလို့ဘက်ကနေပြီးတော့တက်မလို့ဘက်ကနေပြီးတော့အရေးထားဆောင်ရွက်ပေးဖို့တောင်းဆိုပြရစေရှင်။ ထဝယ်ဘက်မှာဖရဲတိအရန်များနေပါတယ်တက်မတော်ရဲ့တက်တီတက်လုတ်သတင်းများကိုတက်မတော်ဖက်မှအတစ္စာဖောက်များစီကနေသတင်းတွေပောက်ကြားနေတယ်လို့ကြားသိရတဲ့အတွက်လူချင်းအထက်လူချင်းများအနေနဲ့အမြန်ဆုံးစစ်စစ်ဆောင်ရွက်ပေးဖို့သတင်းပေးထားပါတယ်ရှင် တီအေအာလဲအေအာဒီတိုင်းဘက်ကိုစစ်ပောင်ချဲဖို့ကြိုးစားနေပါတယ်။မြင်းချန်တောင်သားနှထိုးကြီးမြို့တွေကိုလည်းအဲအရင်တစ်ခေါက်တရင်မှာအတန်တိုးနေတယ်ဆိုတဲ့ file မှာပြောထားသလိုစွန်စူလိုင်လာတွေမှာ PDF တွေကဝင်ရောက်တိုက်ခိုက်နိုင်ကြောင်းသိရှိရပါတယ်ရှင်။အမသမီးကတော့ပြောပြီနော်ကျွန်တော်ခုဆိုရင်တော့ဖျက်တီတွေရဲ့ကူညီပေးမှုနဲ့သူတိုက်ပွဲတိုင်းမှာလည်းအနိုင်ရရှိနေတာပြမအေရဲ့ဒီထိုးစစ်တွေကဆိုတော့ PDF တွေနဲ့ပူးပေါင်းပြီးတော့မှရာရီတိုင်းတစ်ပတ်တည်းကိုတော်တော်လေးကိုချက်ချက်ပြင်းပြင်းနဲ့ပေါ့နော်။ စေးချက်ထွန်လာတဲ့ဆိုတဲ့အကြောင်းကျွန်တော်နောက်ထပ် chat ရတာဖြစ်တယ်ဒါပေမဲ့စကွန်စီတဖို့ဝင်ရတော့ခုဆိုရင်နေရာစုံစုံမြဲမြဲမှာဆိုတော့သူတို့ရဲ့ sys count တွေတခုပြီးတခုလွတ်လွတ်နေရတာဘယ်မှာအောက်ခြေမှာဆိုလဲခုပြေဝပြေးနေပေါ့နော် LM ဖြူထောင်းတဲ့လိုအပ်ထောင်းပြီးတော့မှကျွန်တော်တို့နဲ့စတုံပါများဆိုတော့လေကျွန်တော်ဖန်စီရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့စကွန်စီတဖို့ဝင်နေနောက်မှကြတဲ့ဟိမှာအမြန်ဆော့လင်းဝင်ပြီးတော့မှဒီလိုမျိုးနောက်ကွယ်နေပြီးတော့မှဦးရောင်းလိုက်ပြတော့မှာပေါ့နော်ဒီလိုမျိုးဆက်ပြောနေကြတယ်ဘောမရက်ွက်တွေကိုပြန်ပြတော့မှာစော်တင်နေဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကပြတော့မှာပြောလို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီတပ်သားကထိန်းရနေမြို့တော့မှဆက်စကားတွေတခုပြီးတခုကြာဆုံးမှုတွေများနေလို့ပါနော်ဘလိုမျိုးကြိတ်ကွဲလာမလဲဆိုတော့ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော်အာစစ်တပ်ကဘာဖြစ်လို့စစ်တပ်ကညာဖြစ်လို့အဲအဲ့လိုပြောသမားရှင်သတိမားနေပေါ့ဟိုတရော်တော်လေးရအောင်ဒီကဲမာမေးဟိုကဖွဲ့ရအောင်ဟိုမေးလို့ပေါ့နော်အဲ့တော့တောင်းလို့အရင်ရှိအောင်ဘလိုလုပ်ရမလဲသူနောက်ဆုံးပြောပါစေမင်းတို့သတိမားတွေတင်ဆက်တာတွေမီဒီယာတွေကအဆအပေါ့နော်သတိမားတင်ဆက်တာတွေအဲ့လိုမျိုးကိစ္စတွေသူပြောရတယ်အဲ့ဒါအမှန်လေးရတယ်အဲ့တော့ ဥမာဒီကောင်လေး group တွေမှာအခုနောက်ပိုင်းတင်ထားဆိုဘယ်တင်ရင်ကိုတိုက်ကရှူချင်ရဘယ်တင်ရင်ကိုရပါပြီညတင်ရင်ကိုရပါပြီဆိုအဲ့တင်ရင်တွေမှာတင်ထားတဲ့အချိန်မှာတမုံနေပေါ့တမုံနေမှာတမန်ပြည်သူတို့ကတမုံကိုကြည့်လိုက်တဲ့ခါကျအာနိုင်ကြည့်လိုက်တာဟာဟုတ်တော့လေအာဒီကြီးကမှန်နေဒါပေမဲ့အဲ့ခမရဘလောက်ကိုရပါပြီခမရခလာရဆိုလေအဲချိန်တင်တင်ချိန်မှန်တင်ရင်တက်ခိုက်တက်တယ်ပေါ့တက်ခိုက်တက်တယ်ဖွဲ့စည်းပုံဒီမှာတက်တဲ့ကဘာလဲကြိုင်လေဘလို့တဲ့မျိုးစားရှိတယ်တင်ရင်တင်ရင်ဖွဲ့စည်းပုံဘာလဲတဲ့မျိုးစားရှိတယ်ဟုတ်ပြီလားအဲ့တော့တင်ရင်တင်ရင်မှာ မဒီဒီဒါဒီလက်လက်ရှိတော့အလက်လက်ပို့ရှိလို့မရဘူးအလက်လက်လည်းပို့ရော့လို့မရဘူးတရင်လက်လက်တွေလက်လက်ထုတ်ယူသုံးဆွဲတာတွေကအစကိုဖွင့်နေတဲ့အချိန်ကဖွင့်လို့မရဘူးကိုထုတ်ချင်တဲ့အချိန်ကထုတ်လို့မရဘူးတကယ်ထုတ်ယူမှတ်ပုံတင်နေနော်တကယ်တော့ထုတ်တာတွေကအစဘိုကင်းမှာတော့ကြုံထုတ်ယူသုံးဆွဲတာတွေကတကယ်မှတမ်း record တင်ပြီးမှလာတယ်ထုတ်ယူသုံးဆွဲရတယ်ပြီးရင်ထုတ်ပြလိုက်တဲ့ခါကျရင် credit ကစစ်တာကနော်ဒီခမရဘလောက်က credit ကစစ်တာက credit ကတဲ့နယ်ကိုတော့ထုတ်လို့မရဘူးအဲ့လိုပဲ credit ကစစ်တာကထားရကျုပ်ကတဲ့နယ်ကိုတော့ထုတ်လို့မရဘူး ဲ့လိုမပုံတင်နေရစနစ်တကျမပုံတင်ခြင်းနေတဲ့အဆပေါ့နော်အမမော်ဗျူကတော့ရှင်းရထားပါတယ်အဲရှင်းရထားရင်မော်ဗျူရဲ့ဂိုင်းတဲ့တနက်နံပါတ်အမအေးဘလောက်ဘလောက်ဘလောက်ဆိုရဲတနက်နံပါတ်1 2 3 4 5 6 7ဆိုရဲတနက်ကနောက်တမ်းကကြံနေခဲ့လို့မရဘူးအဲ့လိုမျိုးရှိရဲအဲ့ဒါမင်းတို့တင်ထားတဲ့တိန်ကန်ဘူးတွေမှာဟာလာရွှေချင်ရဘယ်တိန်ရင်းကိုရပါညာတယ်အဲ့ဒါမှာ MA 7တိဟောနော်ဟုတ်ပြီလားအဲ့ဒါ MA 7တိဆိုတဲ့တနက်ကဟာပွင့်လင်းပြောလိုက်မဟုတ်လားပြောအဲ့မတော်မှာစက်တော်ရေးဆိုတဲ့စသားရတိန်ရင်းကြီးကဂိုင်းနော်စသားရတိန်ရင်းကြီးက MA 7တိလို့ MA 7တိလို့ဂိုင်းနေဟုတ်ပြီနော် ဲ့တော့တိုက်ခိုက်ရေးတရင်နေမှာအမေအုပ်စုတွေမှာဆိုရင်ငါတို့လိုဟိုဘာတွေမှာဆိုရင်ငါတို့တက်ခွဲတွေမှာဆိုရင်ငါတို့တက်ခွဲတွေမှာဆိုရင်သူအမေအမေအုပ်စုတွေမှာအရင်ဆုံးအမေအုပ်စုမဝမ်းနဲ့ကြိုင်တယ်နော်မဝမ်းပေါ့တန်ပေါက်တွေကောင်းပြီပေါ့ဟိုမှာစက်သရေတက်တယ်ဟိုမှာဘီတက်တယ်အဂျီတက်တယ်ဆိုရင်အဲ့လိုအကြိုင်တယ်ဥမာပြပြတာပေါ့တိုက်ခိုက်ရေးတရင်နေဆိုအမေအုပ်စုတွေမှာမတူးပေါ့အခုကော်ပေါက်တွေနဲ့အဲ့ဒီကောင်နဲ့ကြိုင်တယ်အဲ့ဒီကောင်မင်းတို့တပုတ်တင်ထားရတယ်မှာအမေစက်တက်တဲ့တက်တယ်ကဘယ်လိုဘယ်လိုခမ်းမရတဲ့တရင်နေမှာရှိနေရတာ ဒါတော့ငါထင်ရတယ်ပြီးတော့မှခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဆုတဲ့ရတယ်ပြီးတော့မှစစ်ကောင်စီရဲ့တရင်ဌာနချို့တွေကိုတခုပြီးတခုသိမ်းပတ်ရရှိတဲ့အချိန်မှာပါနော်ထုတ်ပြန်လိုက်တဲ့တပ်ပုံတွေကမယွနေတယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှချက်လက်တရင်သူတွေနဲ့ပြန်ပြီးတော့မှဆွဆွပြောဆိုနေတာဖြစ်တဲ့အားလုံးကတော့ပြည်သူတွေကနေပြီးတော့မှလည်းသိရှိထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့အနေနဲ့တရင်တခုကိုတွေ့ပြီးလို့ confirm လုပ်ရတဲ့အချိန်မှာဒီကောင်တွေကနေပြီးတော့မှမကြသေးဘူးဆိုတဲ့အနေထားတဲ့ကိုပြောလိုက်ပြီးဆိုတော့အဲ့ဒီစခန်းအဲ့ဒီမျိုးဟာဆိုတော့ ဒီချက်ပေါက်ကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကလက်ထက်ရောရှိနေပြီဆိုတော့ကျွန်တော်တို့ပေါ့နော်တပ်ပြောနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ခေတ္တကတရင်သဘောလေးနားထောင်ကြည့်လေရအောင်နော်အကျဉ်းဖက်စစ်ကောင်စီတပ်ကမြန်မာနိုင်ငံတော်မှာရှိတဲ့စစ်မှုထမ်းအပတ်စဉ်30တင်တန်းစစ်တပ်သားအယောက်800ကျော်ကိုရခိုင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်တွင်စီပို့ဆောင်လိုက်ပြီဖြစ်တယ်လို့အဖို့ခံရတဲ့စစ်မှုထမ်းတပ်သားတပ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့မေလ9ရက်နေ့ကနေတင်နှင်းဆင်းခဲ့တဲ့စစ်မှုထမ်းအပတ်စဉ်30ကတတတဲ့အယောက်800ကျော်ကိုစစ်ကောင်စီကတင်မောတွေလင်းရင်တွင်နဲ့ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူကိုပို့လိုက်ပြီးတစ်ဖက်ကရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငဖဲမြုံနယ်ဗဒန်းတက်နယ်ဘက်ကိုပါခွဲပြီးပို့ဆောင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုရခိုင်ပြည်နယ်စစ်မြေးပြင်းတွေစီအပုခံရတဲ့စစ်မှုထမ်းတပ်အစ်တွေကိုတော့စကောင်စီကကြိုတင်အသိပေးတာမျိုးမရှိဘဲပို့လိုက်တာဖြစ်တယ်လို့ရှေတိုင်းရောက်မှသာအရခတတော်အေးနဲ့တက်ခိုက်ရမှကိုစစ်မှုထမ်းတပ်အစ်တွေကတိကျရတဲ့အကြောင်းပြောပြထားကြတယ်လို့လည်းအဲ့ဒီမှာအပုခံရတဲ့စစ်မှုထမ်းတပ်အစ်တွေရဲ့မိဘဆွေမျိုးတွေကရေကုန်ကစ်တွေကိုပြောထားကြပါတယ် လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီကသူတို့လက်လွတ်ထားရတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့အတွက်ဆိုပြီးစစ်မှုရန်တသားအစ်တွေကိုတပ်ဆိုင်ရာရှေ့တန်းစစ်မြေပြင်တွေစီခွဲတန်းချပို့ဆောင်နေပြီးနောက်တန်းဒုံကြုံရေးအနေနဲ့အတုံးပြူတာမျိုးမရှိသလောက်နေပါနေတယ်လို့အဓိကရှေ့တန်းတွေကတအတိအပြီးပို့ဆောင်နေတာဖြစ်တယ်လို့လည်းစစ်တပ်တရင်အရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာတော်တော်လေးကိုစိုးနေပြီနော်ဒီကောင်တွေကတော့ဟုတ်စင်တသားမလုံးလောလောတဲ့ကြောင့်မလို့သူတို့ပေါ်တာဆွဲထားတဲ့တသားတဲ့600ကျော်တော့မှရခိုင်ရှိပန်းစစ်မြေပြင်ကိုပို့လို့လိုက်တယ်ဆိုကြတဲ့ကွာဒါကတော့ကျွတ်ရခိုင်ပြည်မှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ွေးချောင်းစီမဲ့ပေါ့နော်မျောစာပုံတွေကိုလည်းကျွန်တော်တို့ပြီးတော့မှတွေးရဖို့ရှိနေတာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တော်လိုင်းရေးပြီးသူတွေနဲ့တော်လိုင်းရာစုတွေကနေပြီးတော့မှတစိုက်မမတ်နဲ့အလုံးစုပေါင်းညီညာစွာနဲ့တပေါင်းစုကြီးတို့တည်ဆောက်ပြီးတော့မှစစ်ကောင်စီကိုပြန်လည်ထိုးနှက်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီကောင်တွေကတော့ပြည်သူတွေပြန်ပြီးတော့မှစစ်ထဲကိုတင်းတွန်းဖို့ပြီးပြန်ချခိုင်းနေတာလို့လဲကျွန်တော်တို့ခုဆိုရင်တွေ့နေရတာမလို့ပေါ့နော်ဒါကတော့ကျွန်တော်တို့ပြည်သူတွေမှာဖြစ်မနေဒီတော်လိုင်းကကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့မနေတင်တော့မယ်နဲ့ဒီတော်လိုင်းမှာကျွန်တော်တို့တရောင်းတနေရနေပြီးတော့မှရရအနေနဲ့ပူပေါင်းပုံဖို့လွမ်းနေပြီဆိုတဲ့အကြောင်း ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့စီမပြအမျိုးပဲနဲ့အတင်ထားကြပါဆိုလို့ပြောရရင်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆောင်ကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများတော့ထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမချင်းနဲ့ပြည့်စုံပြီးတော့မှဒါရိုက်ချမ်းတဲ့ညချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းအောင်တောင်းပေးလိုက်ပါတယ်